အဖေဆိုတဲ့ကြီးကပြိုင်တော့ကြာဒီ face တပိုင်းတည်းပေါ့နော်ပြိုင်ကြတာအပြိုင်တော့ကြာငါ face ကိုငါလှတယ်ဆိုပြီးငါယုံကြည်ပြီးတော့ပြိုင်နေအဲ့မှာ90 degree တူမှကျွန်တော်ဆူရခဲ့ဘူးလေနော်အဲအဲ့လိုပေါ့တော့ကိုကိုရဲ့တန်တဲ့ဘက်ကိုရဲ့ယုံကြည်တဲ့ဘက်ကိုခြေခံပြီးတော့ပြိုင်မယ် Miss Day Mr. တွေပြိုင်နေလို့ဆိုကျွန်တော်ချိုးရဆိုနည်းနည်းခေါဝဝတွေ body ပြည့်နေတာကြီးလည်းတွေ့ရတယ်ပေါ့နော်ချိုးဆိုပေါင်လုံးကြီးတုတ်တုတ်ကြီးနဲ့ Miss ဝင်ပြိုင်နေနော်ခါတုတ်တုတ်ကြီးနဲ့ပြည့်ဝင်ပြိုင်နေအဲ့ဒါကိုတို့အချိန်ကုန်တာဖတ်တယ် ဒါကျွန်တော်တို့ပေါ့နော်ဒီပန်ကောက်မှာသွားပြိုင်မဲ့ Manhunt International ပွဲမှာကျွန်တော်တို့ agency ကနေစာချုပ်ချုပ်ပြီးတော့သူတို့သူ့ကိုလွှတ်ပေးလိုက်တာပါနော်သူ့နာမည်ယူကန်နော်ယူကယူကမှာနာမည်အရင်ကတော့ဟိုပါအောင်မင်းသူပေါ့เนาะအာဒါကျွန်တော်တို့ agency မှာအခုသူကလုံးလုံးနေတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကပုံမှန်ကတော့ကျွန်တော်ပွဲတွေပါအဲလုတ်ပြီးတော့ရွေးပြီးတော့ပါလွှတ်ရမှာပေါ့เนาะဒါပေမဲ့ကျွန်တော်ကတော့ဒီချိန်မှာပွဲလုတ်ဖို့လည်းအချိန်သိမ့်မရှိတော့ဘူးပြိုင်မှာကတော့ဟိုဗာလဲဂျွန်လ2ရက်နေ့ ဂျွန်လနေ့နေ့ရောက်သွားမှာခြားလပိုင်းနေ့နေ့သွားမှာဟိုမှာပွဲစဉ်อ่ะပဲဘယ်ကျန်ရနေပဲနေ့နေ့နေ့ကနေ့10ရက်နေ့နေ့နေ့ကနေ့10ရက်နေ့ထိအဲပိုင်းနဲ့ပြန်ရမှာပေါ့နော်ပိုင်းနဲ့ပြန်ရမှာဆိုတော့အဲ့ဒါကျွန်တော် Facebook မှာလည်း share ထားပေးပါတယ်အဲသူ့ကိုအားပေးကြပါလို့နော်အားပေးတယ်ဆိုတော့ဒါ ကျွန်တော်တို့ကတော့အဓိကတော့စုရတာမရတာတဲ့ကျွန်တော်ဒီမြန်မာနိုင်ငံကနေကျွန်တော်ကိုယ်စားလှယ်လွှတ်လိုက်တယ်ပေါ့နော်လွှတ်လိုက်ပြီးတော့ကျွန်တော်တို့ကအဓိကသူတို့ foreign exposure ပေါ့နော်အထွေထွေရအောင်ကျွန်တော်လွှတ်လိုက်တဲ့သဘောပါဒီပမာနိုင်ငံမှာတော့ဟိုဟိုမသိဘူးပေါ့နော်ကျွန်တော်ဟိုဥစားနိုင်ငံညာမှာတကယ် quality ရှိတဲ့လူမှတကယ်စုရတယ် ဒီမှာလိုမျိုးတိုက်တဲ့ဝယ်လို့ရတယ်လို့အဲဘာလို့မရှိဘူးဒီမှာကျွန်တော်ဒီမှာဆိုချိုးတွေ miss တွေ mr တွေပြိုင်နေတယ်လို့ဆိုကျွန်တော်ချိုးတွေဆိုနည်းနည်းခေါဝဝတွေ body ပြည့်နေတာကြီးလည်းတွေ့ရတယ်ပေါ့နော်အဲ့မျိုးကြတာလေကို့အတွက်အချိန်ကုန်မခံပါနဲ့ကို့အိမ်ထဲကထွက်လိုက်တာနဲ့တော့တိုက်စီကားအကုန်နေတာလေအဲ့တော့ကို့ကာကိုပြည့်မိမှပဲပြိုင်တာမျိုးပေါ့ကျွန်တော်ဆိုကျွန်တော်ကိုကျွန်တော်ကြည့်လိုက်တယ်ငါမန်းဟန်သွားပြိုင်တော့ငါတသက်လုံးဆူရမှာမဟုတ်ဘူးအဲ့ face တော့ကြီးကပြိုင်တော့ကြဒီ face တပိုင်းတည်းပေါ့နော် ပြိုင်ကြတာအပြိုင်တော့ကြငါ face ကိုငါလှတယ်ဆိုပြီးငါယုံကြည်ပြီးတော့ပြိုင်နေအဲ့မှာ90 degree တူမှကျွန်တော်ဆူရခဲ့ဘူးလေ เนาะအဲအဲ့လိုပေါ့တော့ကိုကိုရဲ့တန်တဲ့ဘက်ကိုရဲ့ယုံကြည်တဲ့ဘက်ကိုခြေခံပြီးတော့ပြရမယ်ရှိုးဆိုပေါင်လုံးကြီးတုတ်တုတ်ကြီးနဲ့မစ်စ်ဝင်ပြရင် နော်ခါတုတ်တုတ်ကြီးနဲ့ပြေဝင်ပြိုင်တယ်အဲ့ဒါကိုတို့အချိန်ကုန်တာဖတ်တယ်အိမ်ကထွက်တာနဲ့တိုက်စီကားကုန်မယ်အဲလမ်းမှာရေဝဲတောက်ရမယ်ထမင်းဝဲစားရမယ်နော်နောက်ရီယာဆယ်သွားတဲ့ခါမှာအချိန်နေပေးရမယ်ဝတ်စုံနေချော့ရမယ်အဲ့ဒါအဲ့ဒါဥစ္စာဖြစ်တယ်ကျွန်တော်ဒီတယောက်ဆိုလဲကျွန်တော်တို့ကပထမတော့ကျွန်တော်တို့ကအေဂျင်စီတွေမှာရှာကြည့်တာပေါ့နော်အရက်ကလည်းအနည်းဆုံး6ပေလောက်ရှိရမယ်ဆိုတဲ့ပုံစံမျိုးပေါ့သူတို့က6ပေလောက်ရှိရမယ် body structure လည်းကောင်းရမယ်အဲ့ဒါကျွန်တော်တို့ရှာကြည့်တဲ့တော့အော်ကုစာချုပ်ထည့်ရပဲကျွန်တော်ရွေးလိုက်တာပေါ့နော်အပြင်ကနေကျွန်တော်မခေါ်တော့ဘဲနဲ့အေဂျင်စီမှာစာချုပ်ချုပ်ထားတဲ့ quality ရှိတဲ့လူတွေရှိတယ်ဆိုတော့ဒါလည်းကျွန်တော် ေးဈေးကွက်ထဲမှာပြန်မှာသူ့ကိုလွှတ်လိုက်ရင်တော့ဒင်းရတင်းနေရာတော့ရားလောက်မယ်ထင်ပြီးတော့ကျွန်တော်တို့တော့ပြရင်တော့ နေရာတစ်ခုလောက်တော့ရမယ်တီးပြီးကျွန်တော်လွှတ်လိုက်တာပေါ့နော်ဒါပေမဲ့ဟိုမှာသူ့ရဲ့စူးစမ်းမှုပေါ်မှာလည်းမူတည်သေးတာပေါ့ဟုတ်မိန်းကလေးတွေတော့ကျွန်တော်အများကြီးလွှတ်ခဲ့သေးတယ်အများကြီးလွှတ်ခဲ့တယ်ဟိုသွားတယ်ကျောက်တယ်ဟောတချို့ဆိုလို့ရှိရင်လေကျွန်တော်လွှတ်လိုက်တာပေါ့နော်ကျွန်တော်အေဂျင်စီကပဲကမက်လေးအခုတော့မင်းသမီးပေါက်စားလေးပေါ့နော်လွှတ်လိုက်တယ်ခွန်လေးရရကသူကသူ့ရည်စားပါခေါ်သွားတယ်ခွန်လေးရကဟိုကနေဖုန်းနေဆက်တိုင်အဲ့တော့အာယုံနေရမ်းတော့ပါတယ်သိရပါဟို professional မှာဖြစ်တာပေါ့နော်နိုင်ငံသားမှကြတော့လေဟိုဒီလိုသွားရဆိုတော့တို့ကတယောက်တည်းကိုထူးကိုချုံသွားကြတာတက်မှာတို့အဲ့တလုံးကြိုက်ပြီးတော့သွား ဟာဟိုနေရရပါဟာအဖေါ်ပါလာတဲ့အဲ့ဒီကအခန်းထဲဝင်တယ်လို့ဟာဘာဘာစကားတွေလဲငါဘာလို့ပြောရလဲအဲ့တော့တိတ်ကောင်မလေးကိုကျွန်တော်ဆက်ပြီးတော့ဟာဟုတ်တယ်ကျွန်မကကြောက်လို့ခေါ်သွားတယ်လို့ပါအဲ့အဲ့ဒါကတိတ်စင်မပြေဘူးပေါ့နော်အဲ့ကြောင့်ကျွန်တော်လည်းကြာတော့စိတ်တွေတောက်လို့အဲ့တိတ်မလုပ်ချင်တော့မဟာမဟာကကျွန်တော်က national director အနေနဲ့ရည်တည်ထားတာလေဟုတ်ကဲ့ဟုတ်ဒါရွှေပြည့်မဲ့ရုပ်လားရွှေပြည့်မဲ့လို့ထင်းလားဟမ်ဆိုင်ကပြည့်မိတယ်နော်ဟာ အဓိက talent တွေရလဲဟိုမှာတချင်းဆိုတာတွေပါလေဒါအဓိကမဟုတ်သူကစင်ပေါ်မှာသူကဘလောက်ထိဟိုဥစားပေါ့နော်ဟို site presentation ပေါ့ site presentation ဘလောက်ကောင်းလဲဟိုပဲအဓိကကြည့်ကြတာဒီအာတခါတော့ဟိုလိုဟာဒီဒီအရအဲ့အဲ့တွေအဓိကမဟုတ်ပါဘူးခင်ဗျတကယ်စင်ပေါ်မှာတကယ်ဟိုဟိုလည်းရောညီထွေစာနဲ့ပေါ့နော် presentation ကောင်းကောင်းနဲ့လုံနိုင်တဲ့လူမျိုးပဲအဲဟိုလူတွေကရွေးကြတာလေ ကျွန်တော်တော့ကျွန်တော်လုံဆောင်ချက်တိုင်းမှာကျွန်တော်က100% effort ထည့်ပြန်လို့ကျွန်တော်ယုံကြည်ထားပါတယ်ကျွန်တော်အဲ့ဒါအဲ့လောက်နေကြတယ်ကျွန်တော်ဘယ်ကိစ္စမှမသိပြီးတော့ပေါ့ပြည့်ရတာမသိဘူးအခုဒီဘွဲကလည်းတောင်းတော့လုပ်နိုင်ပါလားကျွန်တော် national control တွေလည်းအများကြီးပြင်နေတာပါလေကျွန်တော်အဲ့30ကျော်ကြရတယ်လေအဲ့ဒါဟာ30ကျော်ဆိုတော့ငါတော့မပေးနိုင်တော့ဆိုတော့အဲ့တော့တော်သူစီစဉ်နေတယ်မဟုတ်ဘူးကျွန်တော်အဲပထမ အာဒီမြန်လက်မှတ်ကတော့ကျွန်တော်ဝယ်ပေးလိုက်တာပေါ့နော်အဲသွားပြန်ကျွန်တော်လုတ်ပေးရမယ်လို့တာဝန်ရှိတယ်အပြည့်အပြည့်သွားဒီစင်ကော့ဆူးကြကျွန်တော်ပြောတော့တုံတောင်မဲလုတ်တယ်ဆိုသူသွားလုတ်လာတာသိန်း30အသိန်း30ဆိုတော့မင်းကော့ကိုပဲစိုက်လိုက်တော့ဘာလို့လဲဆိုတော့ပြမဟိုဟိုဒီလောက်ကြီးကြတော့လေကျွန်တော်တို့အဲ့လောက်မြင်းမြင်းတန်အောင်လေဘာလို့လဲဆိုတော့ကျွန်တော်တို့မှာတခြားကိစ္စတွေလည်းအများကြီးသုံးရမယ်ပတ်စံတွေရှိသေးတာဟုတ်ကျွန်တော်99%လောက်ရှိတယ်ကျွန်တော်ထင်တာတော့1 to 10လောက်ထဲတော့ဝင်လောက်မယ်လို့ထင်တယ် နော်လို့လို့ခံမလို့မရဘူးဘူးပြောချင်းနေအကြောင်းမျိုးကြောင့် accident case ဆိုတာရှိနေတာဟုတ်တယ်ဒါတော့ပြောပြလို့မရဘူးဒါမဲ့ကျွန်တော်ကတော့အကောင်းဆုံးလုပ်မှာပါအဲ့ဒါလေးပါဆရာအပေးပါဦးပြည်သက်တွေအော်အဲ့တော့ပြည်သက်တွေအနေနဲ့လည်းပေါ့နော်ကျွန်တော် star set model international အဲကားနေပြီးတော့ဆေလွတ်တဲ့ဒီ ယူကန်ပေါ့နော်ဒီ model ကိုလည်းပွိုင်းပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့လည်းအာဒါဖြစ်နိုင်မယ်ထင်လို့ပေါ့နော်ကျွန်တော်ကလွတ်ဖြေလွတ်ပေးတာအဲ့ဒါကိုလည်းအဲဟိုမှာအပြိုင်နေတဲ့အချိန်မှာလည်းသူ့ရဲ့ပုံရိပ်တွေကိုကျွန်တော်တို့ဒီမန်ဟတ်မြန်မာ page တွေရောမန်ဟတ် international page တွေရောကျွန်တော်တို့ Facebook တွေကလည်းအချိန်နဲ့တပြေးညီတက်သွားပေးပါမယ်အဲ့ဒါတွေကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်